မင်္ဂလာပါအိတ်ဆဲမှာ data တွေကိုပေါင်းနှုတ်မြောက်စာဒါမှမဟုတ် formula တွေဖန်ရှင်တွေရေးလိုက်ရုံနဲ့ data analysis လုပ်လို့ရပြီလားအကြံပြန်အဖြစ်တော့ရပြီလို့ပြောလို့ရတယ်ဒါပေမဲ့ data interpretation နောက်ဆုံး conclusion ကောက်ချက်ချတဲ့အခါမှာဆိုရင်တော့တကယ် business theory ကိုတိမထားလို့ရှိရင် ကောက်ချက်ချတာတွေကမှားသွားနိုင်ပါတယ် โอเคဒီဗီဒီယိုလေးမှာဘာလေးကိုဥပမာပြမလဲဆိုလို့ရှိရင်တော့ဒီကိန်းလုံးလေးတွေက အတန်းတန်းနဲ့မှရှိတဲ့ចောင်းသားတွေရဲ့အသက်ဆိုပါစို့ပြန်ပြန်အသက်ကိုလိုချင်နေဆိုလို့ရှိရင် equal average ဆိုတဲ့ function လေးနဲ့ကိန်းလုံးရေ၅လုံးကို selection လုပ်လိုက်မယ်ခွင်းပေးမယ် under ခေါက်မယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့နောက်ဆုံး conclusion ကောက်ချက်ချခြင်းသည်ဒီအတန်းထဲမှာရှိတဲ့ចောင်းသားတွေရဲ့ပြန့်မြအသက်သည်18နှစ်ပါဆိုပြီးတော့ကျွန်တော်တို့ကကောက်ချက်ချလိုက်မယ်။ တကယ်လို့များဒီနောက်ဆုံးចောင်းသားတယောက်ကအသက်89နှစ်ဆိုပြီးတော့ပါလာခဲ့မယ်ဆိုလို့ရှိရင်ပြမ်းမြအသက်ကအသက်30ဆိုပြီးတော့ကောက်ချက်ချမယ်ဆိုလို့ရှိရင်မှားသွားမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျန်းတဲ့ចောင်းသားလေးယောက်ကအသက်20အောက်ចောင်းသားတွေဖြစ်နေလို့မို့နောက်ဆုံးမှာရှိတဲ့ចောင်းသားတယောက်ရဲ့အသက်တစ်ခုကြောင့်ကျွန်တော်တို့ရဲ့ data ကောက်ချက်ချတာကမှားသွားမှာဖြစ်ပါတယ်။ โอเคဒါဆိုရင်ကျွန်တော်တို့က average ပြင်းပြအသက်ကိုယူတဲ့အခါမှာဆိုလို့ရှိရင် data range တစ်ခုထဲမှာရှိတဲ့ outline ရာ value တွေကဘာတွေလဲဆိုတဲ့ဟာကိုသိရတော့မှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့က data analysis လုပ်တဲ့နေရာမှာ basic statistic ကိုသိထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကောက်ချက်ချတာတွေကပို့ပြီးတော့မှန်ကန်နိုင်ပါတယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ outlier value ကိုရှာမယ်ဆိုလို့ရှိရင်ဘာတွေသိထားဖို့လိုမလဲ basic statistic ဖြစ်တဲ့ quartile ဆိုတဲ့ဟာတွေကို တီးဖို့လိုပါတယ် first quarter တိုင်း second quarter တိုင်း third quarter တိုင်းကိုတီးဖို့လိုတယ်ပေါ့နော် outlier value ကိုရှာမှာဖြစ်တဲ့အတွက် inter quarter rate ဆိုတဲ့ IQR ကိုတီးဖို့လိုတယ်ပေါ့နော်ဒါမှ outlier value ကိုရှာလို့ရမှာဖြစ်ပါတယ်ပေါ့နော် okay ဒါဆိုရင်ကျော်ဒီဟာလေးကိုအကုန်ဖြတ်လိုက်မယ် IQR ရဲ့ formula လေးတွေကိုရေးလိုက်မယ် IQR ဆိုတာက equal ဘာနဲ့ညီမလဲဆိုလို့ရှိရင်ကျွန်တော်တို့က Q3 Q1 နှုတ်တာနဲ့ ညီပါတယ်တဲ့တက်ကွာတိုင်းနဲ့ကနေ first ကွာတိုင်းကိုနှုတ်လို့ရှိရင် IGR ဆိုတဲ့ inter ကွာတိုင်း range ကိုရမှာဖြစ်ပါတယ်ပေါ့နော် okay outlier value ကျွန်တော်တို့ plus back က value ကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ q3 upon 1.5အမြောက် IGR ဖြစ်ပါတယ်တဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ formula ကရတဲ့ဂဏန်းထက်ကြီးတယ်ဆိုလို့ရှိရင်ဒီညာဘက်က value တွေဒီ အောက်လိုက်ရာဖြစ်ပါတယ်ဆိုပြီးတော့ရမှာဖြစ်တယ်ပေါ့နော်โอเคဒါဆိုရင်ဘဲဘက်ကအနှုတ်သဘောဆောင်တဲ့ဘဲလူတွေ ਆ ရောဒါဆိုရင်တော့ကျွန်တော်တို့ကဒီရှေ့ကကျူ3ကိုကျူ1ပြောင်းလိုက်မယ်ပြီးရင် minus နှုတ်ရမှာဖြစ်ပါတယ်1.5အမြောက် in qr နဲ့မြောက်ရမှာဖြစ်ပါတယ်โอเคဒီလိုအောက်လိုင်းရဘဲလူတွေရှာတဲ့ခါမှာဆိုရင်ကျွန်တော်တို့အိတ်ဆဲရရောအလုံးလို့လို့ရသလားရတယ်ပေါ့เนาะကျွန်တော်တို့မှာ equal quartile ဆိုတဲ့ function ရှိတယ် quartile မှာ exclude နဲ့ inclusive ဆိုပြီးတော့ရှိတယ်ကျွန်တော်က inclusive data တွေအကုန်လုံးပါတဲ့ function နဲ့တွက်ပြပြီးမှဖြစ်ပါတယ်တက်ကီးလေးခေါက်လိုက်မယ်သူက array ပေးရမယ်ဒီ array လေးကိုကျွန်တော် selection လုပ်လိုက်မယ် comma ဒီနောက်မှာဆိုလို့ရှိရင် data range တစ်ခုရဲ့ point 5ခုကိုပြတယ် minimum value first quartile second quartile လို့လည်းခေါ်တယ် medium value လို့လည်းခေါ်တဲ့ဟာကို ရှာလို့ရတယ်တက်ကွာတိုင်းကိုရှာလို့ရတယ်မက်ဆီမမ်ဘဲလူကိုရှာလို့ရတယ်โอเคဒါဆိုကျွန်တော်တို့ကျူဝမ်းလေးကိုရှာခြင်းနဲ့ဆိုတော့ဖတ်ကွာတိုင်းကိုတက်ကီးခေါက်လိုက်မယ်ခွင်းပေးမယ်အန်တာခေါက်မယ်ဒါဆိုရင်ဖတ်ကွာတိုင်းရဲ့ဘဲလူက16ဆိုပြီးတော့ရမှာဖြစ်တယ်ပေါ့နော်ကျူ3တွေကနေနှုတ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်က IQR ဆိုတဲ့ inter quartile ring ကိုရမှာဖြစ်တယ်။ formula ကို update လုပ်မှာဖြစ်တဲ့အတွက် F2 key လေးကိုနှိပ်လိုက်မယ်။ရှေ့ကနေ cursor လေးချပြီးတော့ quartile inclusive function ကိုပြန်ရေးမယ်။တက်ကီးခောက်မယ်။ဒီ array ကိုပဲ ယူမယ်ကော်မာဒီခါမှာတော့ကျွန်တော်တို့ကတက်กว่าတိုင်းကိုယူမယ်တက်ကြီးခောက်မယ်ခွင်းပိတ်မယ်ပြီးရင် minus ဆိုတာနဲ့ကျွန်တော်တို့က share တက်กว่าတိုင်းကို ရှာတယ်နောက်က first กว่าတိုင်းကိုရှာတယ်တက်กว่าတိုင်းเนี่ยနေ first กว่าတိုင်းကိုနှုတ်လိုက်လို့ရှိရင် IQR value 2ဆိုတဲ့ဟာကိုရမှာဖြစ်တယ်ဗောနော်โอเคဒါဆိုကျွန်တော် IQR ရပြီဆိုတာနဲ့ plus back က outlier value ကိုရှာလို့ရတယ်လို့ဒီဘယ်ဘက်မှာရှိတဲ့ minus back က outlier value ကိုလည်းရှာလို့ရပြီဗောနော်โอเคဒါဆိုရင်ဒီဘက်မှာကျွန်တော်က း plus back ကအောက်လိုက်ရ value ရှာလိုက်မယ် function key f2 လေးကိုနှိပ်လိုက်မယ်ဒီ function လေးကိုရေးရမှာဆိုတော့ခြေရနေကျွန်တော်က q3 ကိုပြန်ရှာလိုက်မယ် quartile inclusive ကိုပဲယူမယ် tag key ခောက်မယ် data range လေးကို selection လုပ်မယ် comma တက် quartile tag key ခောက်မယ်သူရဲ့ဒီအပေါ်က function ကပေါင်းရမှာဆိုလို့အပေါင်းလက္ခဏာလေးကိုနှိပ်မယ်ပြီးရင် 1.5နဲ့မြောက်ရမှာဒီနောက်ကဖန်ရှင်တစ်ခုလောက IGR ကိုရှာထားတာဖြစ်တဲ့အတွက်ကြည့်ရတာရှင်းတော့ order under လေးခောက်ထားလိုက်မယ်ပြီးရင်ရှေ့ကနေ1.5အမြောက်ဆိုတာလေးရေးလိုက်မယ်ပြီးရင်ဒီမှာခွင်းစာကျွန်တော်တို့ဒီနောက်ဆုံးမှာသွားပြီးတော့ခွင်းပေးပြန်ပေးလိုက်မယ် enter ခောက်လိုက်လို့ရှိရင်ကျွန်တော်တို့ရဲ့ plus back က outlier value ဒီ27ဖြစ်ပါတယ်တဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ80ခွန်ဒီ outlier value ထဲမှာပါသွားတာဖြစ်တဲ့အတွက် average ယူတဲ့အခါမှာဆိုလို့ရှိရင် ဒီ80ခွန်ကိုယူလဲဆိုလို့ရှိရင်တဲ့ကျွန်တော်တို့ရဲ့ data ကောက်ချက်ချတာဒီ interpretation လုပ်တာဒီမှားပါတယ်ဆိုပြီးတော့ကျွန်တော်တို့ outlier value ကိုရမှာဖြစ်တယ်သူရဲ့အမှားဘယ်လိုဖြစ်မလဲဆိုလို့ရှိရင် average ဒီ၄ရောက်ကိုပဲ average ယူပြီးတော့ under ခောက်မှသာလင်ကျွန်တော်တို့ရဲ့တကယ်ပြန်မြအသက်က16နှစ်ဒါမှမဟုတ်18နှစ်ရှိပြီဆိုပြီးတော့ကောက်ချက်ချမှသာလင် data interpretation ကမှန်မှာဖြစ်ပါတယ် မိုင်းနဘက်က IGR ကတော့ကိုယ့်အနေကိုစဉ်းစားလိုက်ရင်ရမယ်လို့ယူဆပါတယ်။ Okay ဒီဟာတွေကရှုပ်တယ် IGR တွေ first quarter နဲ့ second quarter တွေကရှာရတာရှုပ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အိတ်ဈေးမှာဖန်ရှင်ရှိပါတယ်ပေါ့နော်။ဒီ outlier value တွေကိုပါဆန့်ပေါ်မှာမူတည်ပြီးတော့ဖယ်ထုတ်တဲ့ဟာဖြစ်ပါတယ်။အဲ့ရဲ့ function လေးကတော့ equal train mean ဆိုတဲ့ဟာလေးဖြစ်တယ်ပေါ့နော်။တက်ကီးခောက်လိုက်မယ်။သူကကျွန်တော်တို့ data array တစ်ခုကိုပေးရမယ်။ ပါဆန့်ဘယ်လောက်ပါဆန့်ဖယ်ထုတ်မှာလဲကျွန်တော်တို့ data တွေကဥပမာ10%ဆိုလို့ရှိရင်ကျွန်တော်တို့ပါဆန့်ရဲ့ဂဏန်းက point နဲ့ရေးရမှာဖြစ်လို့0.1ဒါဆိုရင်ကျွန်တော်တို့10%ဖယ်ထုတ်လိုက်မယ် enter ခေါက်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ value က effect ဖြစ်နေမှာဖြစ်လို့30ဆိုပြီးတော့ရနေတယ်ဒါဆိုရင်ကျွန်တော်ရဲ့ပါဆန့်ကိုထပ်တိုးရမယ် f2 key လေးကိုနှိပ်လိုက်မယ်ဒီတစ်ခါမှာတော့40ရာခိုင်နှုန်းလောက်ဖယ်ထုတ်ကြည့်လိုက်မယ် enter ခေါက်မယ် โอเคဒါဆိုရင်တော့ပြန်မြတွက်ထားတာတွေဒီ train me function လေးနဲ့ IQR တွေ inter quartile range နေ quartile range နေကိုသိစေရမလို့ပဲ ਨੇ average ကိုမှန်မှန်ကန်ကန်နဲ့ interpretation လုပ်လို့ရမှာဖြစ်ပါတယ် Excel database ကိုပေါင်းလို့မြောက်စားလို့ရုံနဲ့မဟုတ်ဖ ೇನೆ Visit Data Analysis ပါတွဲပြီးသင်ပေးမယ်သင်တန်းကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ချက်ပေါက်မှာလာရောက်စုံစမ်းလို့ရပါတယ်ခင်ဗျာအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်